လက်တလောဝင်းကြီးကျောက်ဆာနာအဲတာကာဟီချီကိုအပြင်းထန်ဝေဖန်တိုက်ခိုက်တဲ့ post တွေဟာတရုတ်လူမှုကွန်ရက်မှာခင်ဆားနေပါတယ်။ထိုင်ဝမ်ကိုတိုက်ခိုက်တာဟာဂျပန်ရဲ့ရှင်တန်ရေးကိုချိန်ချောက်နိုင်လို့စီရေးအရတုံ့ပြန်ဖို့လိုအပ်တယ်လို့ဒီလအစောပိုင်းကဂျပန်ဝင်းကြီးကျောက်ကပါလီမန်မှာပြောကြားခဲ့ပါတယ်။ဒါကိုတရုတ်အစိုးရကဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။ဂျပန်ဝင်းကြီးကျောက်ကပေကျင်းအစိုးရကိုရန်စနေတယ်လို့စွပ်စွဲနေကြပြီး သူရဲ့ထိုင်ဝမ်ပေါ်ရက်တီချက်ကြောင့်ဂျပန်နိုင်ငံကိုစစ်မြေပြင်အဖြစ်ပြောင်းလဲပစ်နိုင်တယ်လို့တရုတ်နိုင်ငံပိုင်းမီဒီယာတွေကသတိပေးထားပါဗျ။ပေကျင်းမြို့ကန်တချို့ကကျွန်တော်တို့တိုင်းပြည်ပြန်လဲပေါင်းစည်းရေးကသူတို့နဲ့ဗာဆိုင်လဲလို့ပြောဆိုပါဗျ။ပေကျင်းကထိုင်ဝမ်ကိုတရုတ်နိုင်ငံရဲ့တစိ့တစ်ပိုင်းအဖြစ်သတ်မှတ်ထားပြီးလူအပ်ရင်အင်အားသုံးပြီးသိမ်းယူရမယ်လို့ပြောဆိုထားပါဗျ။မြေသူတူတယောက်မှတရုတ်ပြည်သူတွေရဲ့အခြေခံမူကိုစိန်ခေါ်ဖို့မကြိုးစားသင့်ဘူး။အဲ့ဒီလိုလှုပ်သူတိုင်းဟာဓာတ်ရိုက်တိုက်ခိုက်ခံရမှာဖြစ်ပြီး တရုတ်ပြည်သူ1.4ဘီလီယံကျော်ကတိစောက်ထားတဲ့တမ်မနီတိုင်းကြီးနဲ့ထိတ်တိုက်တွေ့ကြုံရလိမ့်မယ်လို့တရုတ်အစိုးရကပြောပါတယ်။ဒီအပတ်ကုန်မှာတော့ဂျပန်ကထိန်းချုပ်ထားပြီးတရုတ်ကပိုင်ဆိုင်ကြောင်းကြေညာနေတဲ့လူသူမနေတဲ့ကျွန်းတွေနားမှာတရုတ်ကမ်းခြေစောင်းတပ်သင်္ဘောတွေကင်းလှည့်နေပြီးဂျပန်အစိုးရကကန့်ကွက်ခဲ့ပါတယ်။တရုတ်အစိုးရကလည်းလုံခြုံရေးအန္တရာယ်ကြောင့်တရုတ်နိုင်ငံသားတွေ၊ခီးသွားတွေနဲ့ကျောင်းသားတွေဂျပန်ကိုခီးမသွားဖို့တတိပေးထားပါတယ်။ ဝင်းကြီးချုပ်ဆာနာအဲတာကာဟီချီရဲ့ပါလီမန်မှာပြောဆိုချက်တွေဟာဂျပန်နဲ့တရုတ်အကြားအတော်လေးတည်ငြိမ်နေတဲ့တန်တမန်ဆက်ဆံရေးကိုအကျပ်တဲဖြစ်စေခဲ့တာပါတရုတ်နိုင်ငံဟာ2005ခုနှစ်ကတည်းကဂျပန်နိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ပတ်နိုင်ငံဖြစ်ခဲ့ပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ကတရုတ်ကိုကျူးကျော်ခဲ့တဲ့အချိန်ကတည်းကရှိနေတဲ့တင်းမာမှုတွေကြောင့်နိုင်ငံဆက်ဆံရေးဟာမကြာခဏပြိပခါတွေဖြစ်တတ်ပါတယ်။လွန်ခဲ့တဲ့ရက်သက်တပတ်တွေကဂျပန်ဝန်ကြီးချုပ်နဲ့တရုတ်သမ္မတရှီချင်းဖင်တို့ ေတာတွင်စီးပွားရေးထိပ်သီးအစည်းအဝေးမှာတွေ့ဆုံခဲ့ကြပါသေးတယ်။ဝန်ကြီးချုပ်ဆန္ဒအဲကလည်းသူ့ရဲ့ပြောဆိုချက်တွေကိုပြန်ရုပ်သိမ်းဖို့ညှင်းဆိုခဲ့ပြီးဂျပန်ရဲ့ထိုင်ဝမ်အပေါ်ယက်တီချက်ဟာမပြောင်းလဲဘူးလို့ပြောပါတယ်။နိုင်ငံရေးတုံးသက်သူတွေကတော့နှစ်ဖက်စလုံးရဲ့အပြန်အလှန်စိန်ခေါ်မှုပုံစံ လေးသံတွေဟာပြည်တွင်းအမျိုးသားရေးဝါဒီတွေကိုအဓိကထားပြီးပြောဆိုနေတာဖြစ်ပေမဲ့ရည်ရှိမှအလုံးမဖြစ်ဘူးလို့ယုံကြည်ကြပါတယ်။ ဂျပန်နိုင်ငံကဒီတင်းမာမှုကိုရှော့ချဖို့အတွက်ဒီသတင်းပတ်အတွင်းအဆင့်ပြင့်တန်တမန်တူပေကျင်းကိုဆေးလွတ်ဖို့စီစဉ်နေပါတယ်ခင်ဗျာ။